မပေးဆောင်ရသေးတဲ့အခွန်ငွေကြီးဒေါ်လာသန်း900ကျော်ကိုပေးဆောင်ဖို့ဝန်ကြီးချုပ်ဟောင်းသက်စင်ရှီနာဝတ်ထရာကိုထိုင်းတရားရုံးချုပ်ကညွှန်ကြားလိုက်ပါတယ်။သက်စင်ကလက်တလုံးမှာတော့အရင်ကထောင်တန်းကိုလှည့်စားရှောင်လွဲခဲ့မှုကြောင့်ဆွဆွဲချက်အတွက်ဘန်ကောက်မှာအကျဉ်းကျခံနေရပါတယ်။နိုဝင်ဘာ18ရက်နေ့စီရင်ချက်မှာတော့တရားရုံးချုပ်ကဘီလီယံနာတရေကြီးသက်စင်အနေနဲ့2006ခုနှစ်တုန်းကဆက်သွယ်ရေးကုမ္ပဏီကိုရောင်းချခဲ့ချိန်မှာအစိုးရကိုအခွန်ဆောင်ဖို့ကြံနေတဲ့ဘတ်ဆက်ခွန်1.6ဘီလီယံ တနည်းအားဖြင့်ဒေါ်လာအသန်း940နီးပါးကိုပြန်လည်ပေးဆောင်ဖို့အမိန့်ချခဲ့ပါတယ်။သက်စင်က2006ခုနှစ်အာနာလက်ရှိကာလမှာသူ့ရဲ့ရှင်းကော်ပိုရေးရှင်းကိုရောင်းခဲ့ပြီးအဲ့ဒီတုန်းကအခွန်မဆောင်ခဲ့ဘူးလို့ဆွဆွဲခံခဲ့ရပါတယ်။အဲ့ဒီနှစ်အကုန်လောက်မှာတော့ထိုင်းစစ်တပ်ကအာနာသိမ်းခဲ့လို့သက်စင်လဲဝန်ကြီးချုပ်အဖြစ်ကနေဖယ်ရှားခံခဲ့ရပါတယ်။နောက်ပိုင်းမှာသက်စင်ကပြည်ပမှာပဲဆယ်စုနှစ်တခုကျော်အခြေချနေထိုင်ခဲ့တာပါ။အခုအခါထိုင်းကိုပြန်ရောက်နေပြီးထောင်ဒဏ်ကြခံနေရချိန်မှာတော့ တရားရုံးချုပ်ကအခွန်ပြက်တနာဟောင်းကိုပြန်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။အသက်86နှစ်အရွယ်တဆင်ကထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာပါဝင်ပါတယ်။မူလကတဆင်ဟာသူ့ရဲ့အခွန်ကိစ္စကိုအယူခံဝင်ထားခဲ့ပေမဲ့တရားရုံးချုပ်ကတော့ကနအူးစီရင်ချက်ကိုပယ်ဖြတ်ပြီးပေးစရာရှိတဲ့အခွန်တွေပေးချေဖို့တဆင်ကိုညွှန်ကြားခဲ့ပါတယ်။2010ခုမှာတော့ထိုင်းရဲ့အခွန်အရာရှိတွေကတဆင်စီကရစရာရှိတဲ့အခွန်ငွေဒေါ်လာသန်း900ကျော်လောက်ကိုပြန်လည်တောင်းယူနိုင်ဖို့စတင်လှုပ်ရှားလာပါတယ်။ အခုနောက်ဆုံးတရားရုံးချုပ်ဆုံးဖြတ်ချက်မှာတော့သက်ဆင်ဟာအခွန်ရုံးကတောင်းခံတဲ့ပမာဏအတိုင်းပေးချေရမယ်လို့သတ်မှတ်လိုက်တာပါသက်ဆင်ကသူ့ရဲ့ရှင်းကော်ပိုရေးရှင်းကို2006ခုနှစ်တုန်းကစင်ကာပူရဲ့ Tamasek Holdings Company စီရောင်းချခဲ့တာဖြစ်ပါတယ်အဲ့ဒီအရာအဝယ်မှာ Shina Wutra မိသားစုဟာဒေါ်လာ1.9ဘီလီယံလောက်ရရှိခဲ့တယ်လို့အစိုးရအခွန်အရာရှိတွေကပြောကြားခဲ့ပါတယ်ရှင်